အားလုံးမမင်္ဂလာပါခင်ဗျာ night ticket soccer channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီနေ့ညမှာကစားကြမဲ့ပွဲပေါင်းချုပ်ကို preview လုပ်မှာဖြစ်ပါတယ်ဘောလုံးမွေးတွေကိုနေရာကျကျကစားကြတဲ့ဂျီကိုတွေကိုကြီးကျော်ခွန်ချစ်ကိုနဲ့တောင်ဆက်သွယ်နိုင်ပါတယ်ဗျာပေါင်ကုံကကိုခွန်ခွန်သုံးကနေ့နဲ့၆တက်တက်ကိုဆက်သွယ်ပြီးတော့ကိုနဲ့စစ်ကြိုက်ဖြစ်တယ်ဆိုရင်ဝေသွင်းဝေထုတ်ပြီးကစားလို့ရပါတယ်ကျွန်တော်ကြော်ကြောင်ပေးခြင်းဒီဝေကြီးရေးစစ်ချယုံကြည်ရတယ်ဆိုတဲ့စံနှုန်းတစ်ခုတည်းကိုကြည့်ပြီးကြော်ကြောင်ပေးတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ရောင်းပွဲ ကြတော့ဆက်နေတယ်မြောင်မင်းကြောင့်ကလည်းကျွန်တော်တို့ဘုံမောက်ပေါ်ဒီနဲ့ထက်ကြတယ်ဘုံမောက်ပေါ်ဒီတေနှုတ်50ပေါ်ကျွန်တော်တို့ဘုံမောက်ပေါ်ဒီကိုရွေးခဲ့တာအဲ့ဒီမှာထက်ကြတယ်ရှစ်ရက်ဒီမှာလည်းကျွန်တော်တို့ကြတာအကောင်းဆုံးပုံစံနဲ့ဒီပွဲတွေကိုချင်းကတ်နေပြီပဲဒီတစ်ပတ်လုံးဒီပါကျွန်တော်တို့လိုချင်တဲ့ရက်လက်နဲ့ဟိုထွက်လာတဲ့ရက်လက်နှိစက်မှုမရှိဘူးဖြစ်နေတာဒီဘောင်နဲ့ Real Madrid ကစားမဲ့ပွဲကမြန်မာစံတော်ချိန်12ခွဲမှာဖြစ်ပါတယ်။မနေ့ကဒီနေ့တင်းတွေ့တာကပွဲစဉ်19မှာဗျာ။အဲတော့ကဘီဘောင်ဒီ2-1နဲ့နိုင်ပြီးတော့ Madrid ကနေတရနှုတ်50ပေးတယ်၊ကိုပေါင်းချစ်က3-80ပေးတယ်။ ဘီဘောကဒီယာဒီမှာနိုင်လိုက်ချုံလိုက်နဲ့ခြေဆွတ်မငြိမ်တဲ့အသင်းများလာလီဂါမှာစုပေါင်း6ပွဲသူကစားထားပြီးပြီအဲ့ဒီ6ပွဲမှာအိမ်ဝဲနိုင်ပွဲ4ပွဲပါတယ်အိမ်ဝဲဆိုကစားအားတော့မစိုးဘူးကိုသွက်နိုင်တယ်စပြအသင်းကိုသူနိုင်တယ်ဘယ်လကနိုကိုနိုင်တယ်မယောက်ကကိုသူနိုင်တယ်ဒီလိုကစားပုံမှာတဲ့အသင်းတွေကိုပဲသူနိုင်ထားတာပဲပထမပိုင်းမှာအသင်းရဲ့ခံစက်ကစားပုံကြစ်လက်ပြီးတော့ဂိုးပေးရင်ဒုတိယပိုင်းရောက်မှသူဂိုးပေးတယ် ကျေအောင်တဲ့အပိုင်းမှာကြတော့လာလီဂါသက်20ထဲမှာကျေအောင်မြင်မှုအနေဆုံးအသင်းပဲဗျတော်လေးအားနည်းတယ်။အင်ကွင်း၅ဘွဲမှာလည်းသူ၅ဘွဲစက်တိုက်ကိုကြေးကျထားတယ်လို့လာလီဂါအင်ကွင်းအဝေးကွင်း7ဘွဲစက်တိုက်ထိတောင်သူကြေးကျခဲ့တာပြီးခဲ့တဲ့နောက်ဆုံးပွဲမှာသူကြေးပြောင်းအောင်လာတာဒီဘွဲမှာသူတို့ရဲ့အဓိကကွင်းလည်းကစားသမားဆန်ဆက်ပွဲပဲထိထားပါတယ်ဗျ။ရီယာကြတော့ဒီဘွဲမှာသူတို့ရဲ့အဓိကခံစစ်ကစားသမားဒိန်းဝိုက်ဆန်ဒါရကြောင့်ပါဖို့မသိကြဘူး။ပြီးခဲ့တဲ့ဂီနိုနာနဲ့ပွဲမှာ ပထမဖဲနဲ့သူတို့တည်ကြခဲ့လို့ဒုတိယနေရာရောက်သွားတယ်။မနေ့ကဘာစီလိုနာကလည်းထပ်ပြီးတော့အနိုင်ရသွားတယ်ဆိုတော့ဒီပွဲနိုင်လေရီယယ်မက်ဒရစ်ကဒုတိယနေရာတော့တည်ကြတယ်ဗျ။ဒါပေမဲ့ဒီပွဲမှာအမှတ်ရော့သွားတာနဲ့အဖိတ်အဆင်ဖြစ်သွားတာနဲ့တတိယနေရာလောက်ထိဆင်းသွားရနိုင်တယ်။ဘာကြောင့်လဲဆိုတော့ဘီလာရီယယ်နဲ့ရီယယ်မက်ဒရစ်ဒီတမှတ်ပဲกว่าတယ်။လာလီဂါနောက်ဆုံး၃ပွဲဆက်သူဝေးဝဲမှကြီးကစားခဲ့ရပြီးတော့အဲ့ဒီ၃ပွဲလုံးနိုင်ပွဲပြောက်ထားတယ်။ဒီနေ့က၄ပွဲမြောက်အဝေးဝင်ပွဲ။အဝေးဝင်ဆိုရင်နောက်ပွဲမှာမက်ဒရစ်ဒီကိုသွင်းအောင်ပါကြလာတယ် အဝေးဝင်းမှာ Real Madrid ကြီးမအောင်တာလဲကြာနေပြီဗျလာလီဂါမှာပေါ့နောက်ဆုံးလာလီဂါအဝေးဝင်း၅ပွဲဆက်သူတို့ကြီးကြခဲ့ပြီးတော့အနှုတ်၄၅၀အထိသူတို့ဖြစ်သွားတယ်ဒီပွဲဆောက်တဲ့ကြီးမှာ Madrid ကနေ Body Jay 1.80ကိုပေါင်းကြီးက3.65အခုညနေ၄နာရီမှာ Body Jay ဒီ1.90ကိုပေါင်းကြီးက3.90ဖြစ်လာတယ်ဒီပွဲမှာကျွန်တော်ဘီဘာဝတ်တဲ့ Body ကြိုက်တဲ့ကိုပေါင်းမှာ Go Out ကိုကျွန်တော်ကြိုက်ပါတယ်ဗျနောက်ထပ်တစ်ပွဲက United နဲ့ Chelsea ကစားမဲ့ပွဲ2:45မှာဗျအဆင့်16နဲ့အဆင့်3:00ကအတင်းကစားမဲ့ပွဲ လီယူနိုက်တက်ကနောက်ဆုံးကစားထားတဲ့အင်ကွင်းအဝေးကွင်း၄ဘက်ဆက်ကိုသူတို့ရှုံးထားတယ်။တန်းစင်းဆောင်ကိုသူတို့ပြန်လွှမ်းနေပြီဗျ။ဂိုးတွေရပြီမဲ့ဒီသင်ခန်းဆက်ကမကောင်းတော့ဘူးသူတို့ရလက်တီစိုးနေတာ။ကစားဘက်ပြီးတဲ့တရာသီလုံးပွဲတွေမှာစွပုံ၃ပွဲပဲသူတို့နိုင်သေးတယ်။အဲ့ဒီ၃ပွဲမှာတော့အင်ကွင်း၂ပွဲအဝေးကွင်း၁ပွဲ၃ပွဲနိုင်တဲ့အချိန်မှာအင်ကွင်း၂ပွဲနိုင်ထားတယ်ဆိုတော့စိုးတော့မစိုးဘူးပေါ့ဗျ။အင်ကွင်းမှာပထမပိုင်းပေးကိုနဲတယ်ရကိုများတယ်။ဒုတိယပိုင်းကျတော့ပေးကိုပူများတယ်။ ။ဆွေပေါင်းကစားထားတဲ့ပွဲတွေမှာကြေးအောင်တဲ့ပွဲ၅ပွဲရှိပေမဲ့အဲ့ဒီ၅ပွဲမှာအိမ်ကွင်းကြေးအောင်တဲ့ပွဲက၃ပွဲအထိပါတယ်။ဆယ်စီကတော့ဒီပွဲမှာသူတို့ရဲ့အဓိကကွင်းလှည့်တောက်တိုင်ကိုင်စီတော်လွဲမယ်။ပရီးမီးယားလိနောက်ဆုံး၄ပွဲဆက်သူရလဒ်တီပြန်ကောင်းလာပြီးတော့အဲ့ဒီ၄ပွဲမှာ၃ပွဲကိုကလင်းချီနဲ့တောင်ကစားထားတယ်။အဝေးဝင်းမှာမန်ချက်စတာယူနိုက်တက်ကိုသူတို့ချုံးပြီးကြတဲ့က Nottingham Forest Tottenham ပါလေ၃ပွဲဆက်ကိုသူတို့ပြန်နိုင်ထားတယ်။အဲ့ဒီ၃ပွဲလုံးမှာလည်းပေးဖို့မရှိတာဘူး။ ဒုတိယပိုင်းကန်ဆက်တော်တော်လေးကောင်းတယ်ဗျပရီးမီယာလိနောက်ဆုံး9ပွဲမှာ6ပွဲအထိကြည့်အောင်ထားပြီးတော့ပေါင်း950ဖြစ်သွားပါတယ်ဒီပွဲဆက်တဲ့ဂျေးမှာချက်စီကနေဘော်ဒီဂျေး1ပေါင်း80နဲ့5ပေါင်းဂျေးက2အနုတ်တရာဗျဒီနေ့မှာတော့ချက်စီရဲ့ဘော်ဒီဂျေးဒီတရေနှုတ်90အထိဖြစ်လာတဲ့5ပေါင်းဂျေးက3အပေါင်း60လောက်ထိ65လောက်ထိဖြစ်လာတယ်တရားဒီမှာချက်စီနဲ့ပတ်သက်ပြီးတော့သတိထားမိတာကကျွန်တော်ခဏခဏပြောလို့ရှိတယ်ချက်စီဒီဒိုင်သိပ်ထင်မကြီးတဲ့အတွက်သူ့ရဲ့ဘော်ဒီဂျေးတန်းနေဒီအများအားမမှန်ဘူး ဒါပေမဲ့ဘလို့ပဲမမှန်ပါစေဘူးဗျာ Premier League တိုက်တဲ့ race တဲမှာရှိနေတဲ့ Chelsea ကောတက်စင်းဆုံးတဲက Leeds United ကိုတရေကြရင်တော့10လောက်လက်ထဲမှာကြံဦးမယ်ဆိုတဲ့ခြေကြီးကတော့လုံးလုံးဝမဟုတ်တာဒီခြေကြီးကလုံးလုံးမှားနေတာလို့ကျွန်တော်ယူဆတယ်မဖြစ်တဲ့ခြေလို့လည်းယူဆတယ်အဲ့တော့ဒီ body ခြေကိုမင်းရဲ့တန်းနဲ့ကိုအောက်ကိုရွေးချယ်ပါတယ်ဆိုတာမျိုးတော့ကျွန်တော်မလုပ်နိုင်ဘူးဒီပွဲမှာ Leeds United အသင်း body တကြောင်မှကျွန်တော်ကြိုက်ပါတယ် Chelsea ကဒီခြေပေးပြီးတော့ကိုပြတ်နိုင်သွားတော့လေကုံပေါ့ဗျာ Liverpool နဲ့ Sunderland ပွဲက2:45မှာဖြစ်ပါတယ် ဒီဘက်မှာသုံးမှတ်ထပ်ရတာနဲ့ top 4ရဲ့အထိလီဗာပူးတွေမျောလင်းပွင့်ရှိလာပါပြီဗျ။ဒီသင်းနဲ့ပတ်သက်ရင်တခုနားမလည်တာကဒီရသည်လီဗာပူးကြဆုံးမှုတွေမှာမိုဆာလာကိုထူးခြားနေတယ်လို့ကြီးဖြစ်နေတာကဟောနည်းနည်းလေးတော့ရုပ်ပေါက်တယ်ဗျ။မိုဆာလာကဒီရသည်မှာသူ့ကစားသမားဘွားကိုသူအသက်ပြန်ဆရတယ်လို့ပဲဗျ။သူနဲ့ dotshot အတွင်းကြီးခဲ့တဲ့ trunk ကိုသူတို့ရောင်းထုတ်လိုက်တယ်ပြီးတော့ frame bomb ကိုဝယ်လိုက်တယ်။ frame bomb တွေသူ့ဟာနဲ့သူတို့ကစားပုံကောင်းတယ်ဒါပေမဲ့မိုဆာလာနဲ့တွဲပြီးတော့ကစားဖို့အဆင်မပြေဘူးဆိုတာကျွန်တော်တို့ရသည်အစမှတည်းကတွေးခဲ့တာပဲ။ ဲ့တော့မူဆာလာကသူ့အတူလည်းရုံးကန်ရတယ်အသက်အရွယ်ရောက်လာတဲ့အခါလဲပါတယ်ဆိုတော့ဒီလိုအခြေအနေမျိုးမှာလီဗာပူးရဲ့ကြဆုံးကားတွေမှာမူဆာလာရှင်းဆွမ်းညံ့နေလို့ပါညာဆိုတာကြီးကတော့အဆင်မပြေပါဘူးဗျနောက်ထပ်လီဗာပူးရဲ့အားနည်းချက်ကခန်းစစ်ပယ်ချန်းကကာကက်ပဲဗျဒီကစားသမားတွေလီဗာပူးရဲ့ပွဲတိုင်းဒီပါကစားရပေမဲ့ဘာမှတိုးတက်မလာသေးဘူးပွဲတိုင်းမှာဟိုဟုတ်လားဆိုတော့လည်းဟုတ်တယ်မဟုတ်ဘူးလားဆိုတော့လည်းမဟုတ်ပြန်ဘူးဆိုတော့ကစားသမားမျိုး ။ဒီကြတာကဒီ Robertson ရဲ့နေရာမှာအစားထိုးဖို့ဝင်ထားတယ်ဆိုပေမဲ့ Robertson ရဲ့တဝက်နောက်တောင်မမေ့ပါဘူးဗျ။ပြီးခဲ့တဲ့ Watson ရဲ့ပွဲမှာဆိုသူများကြီးရုန်းကန်ခဲ့ရတာတွေ့ရတာပဲ။လက်ရှိကစားထားတဲ့ပွဲတွေမှာအိမ်ပွဲမှာ၄ပွဲထိနိုင်ထားတယ်ဆိုပေမဲ့ Man United Nottingham Forest ကလို့အသင်းတွေကိုသူရှုံးထားတာကဒီနိုင်၄ပွဲကိုလည်းလည်းလောင်နေတယ်လို့ပဲ။ပထမပိုင်းကိုသွေးအောင်နေတယ်ပထမပိုင်းပေးကိုနေတယ်ဒုတိယပိုင်းမှာတော့သူတို့တိုက်စစ်ကဂိုးလက်ရတယ်လို့ခန်းစစ်ကလည်းဂိုးပေးတယ်အိမ်ကွက်နောက်ဆုံး၄ပွဲမှာတပွဲပဲသူတို့ကြည့်အောင်ထားတယ် ဆရာလန်ကြတော့တမစင်ရရေးဆိုတာတဲ့ဥရောပဝင်ခွင့်တနေရာထိကိုမျောလို့ရနေတဲ့ခြေစွမ်းကိုသူတို့ပိုင်ထားပြီ။ဒီရာလီတော့ဖိုးတဲ့ကချယ်ဆီကိုသူတို့အနိုင်ကစားထားတဲ့အာဆနယ်အသင်းကိုတရေကြအောင်ကစားထားတယ်။ဆရာလန်ကဝေးခွင့်တော့နည်းနည်းလေးညံ့တယ်။ဒါပေမဲ့ဝေးခွင့်မှာခန်ဆက်တော်တော်လေးယုံပြီးကစားတာတွေ့ရတယ်။ပထမပိုင်းမှာ၃ဂိုးပဲပေးတယ်၊ဒုတိယပိုင်းမှာ၃ဂိုးဒါပဲသူတို့ပေးထားတယ်။အဝေးခွင့်မှာဂိုးရဖို့ထက်ကိုဂိုးမပေးရဖို့အဓိကထားပြီးကစားတယ်။ကျေအောင်တဲ့အပိုင်းမှာကြတော့လက်ရှိပရီးမီးယားလိဂ်ရဲ့ကျေအောင်မြင်ဖို့အကောင်းဆုံးနံပါတ်1အသင်းဒီဆန္ဒလမ်းပဲဗျာ ဒီဘက်ဆက်တဲ့ဂျေးမှာလီဗာပူးကဘော်ရီဂျင်းတင်းတော့65နဲ့ဂိုးပေါင်းဂျေးက3ပေါင်း20ဆိုပြီးတော့ပြီးခဲ့တယ်။မနေ့ကတော့လီဗာပူးရဲ့ဘော်ရီဂျင်းတင်းတင်းတော့100လောက်တိရောက်သွားပေမဲ့အခုညနေ၄နာရီအချိန်မှာတော့လီဗာပူးစီဘော်ရီဂျင်းအော်တင်းတော့85ဂိုးပေါင်းဂျေးက 3D ပေးထားတယ်။ကျွန်တော်ဒီဘက်မှာဆနာလန်တင်းရဲ့ဘော်ဒီအကြောင်းလေးကိုပဲကျွန်တော်ကြိုက်ပါတယ်ဗျာ။နောက်ထပ်တစ်ပွဲက Brighton နဲ့ Aston Villa ကသားမဲ့ပွဲဒီဘက်ကနာနာရီတိမှာဗျာ။ဒီဘက်စီကျွန်တော်တို့အတွက်မကြေပွဲလို့တော့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီဘက်ထဲမှာအင်ရှင်တင်းကနေ တရရင်တို့90တရရင်တို့60တရရင်တို့80ပြီးခဲ့တဲ့ body ကြီးတွေတပွဲမှမအောင်ခဲ့ဘူးမနေ့ကဆိုလဲဘုံပေါက်တွေစတဲ့ကြဲမာတွေကတရရင်တို့100ပြီးတာကနောက်ပိုင်းမှာသူတရရင်တို့90ပတ်ချော်လေလောက်ထိကျသွားပြီပဲအဲ့ဒီအချက်လက်ရဲ့ဘုံပေါက်အိမ်ကွင်းကောင်းတယ်ဆိုတာရဲ့ပေါင်းပြီးတော့ဒီတရရင်တို့90ဒီနေ့ကျတော့တေချာပေါက်နိုင်ပြီဆိုပြီးကျွန်တော်တို့ဘုံပေါက်ကိုရွေးခဲ့တော့တတူချောင်းပွဲမှာတော့ကျွန်တော်တို့အဲ့ဒီပွဲထုတ်ခဲ့တာဒါပေမဲ့တကယ်ပွဲသားတဲ့အချိန်မှာထပ်ပြီးတော့မောင်းသွားပြန်ဘူးဗျာဆိုတော့ဒီနေ့9ရက်မြောက်နေ့မှာရောဒီတိုင်းပဲလာအောင်မလားလာမသာလာရောဗျာဒီပွဲမှာတော့ ဒီ9ရက်မြောက်တရေအနုတ်65 80ဆိုတဲ့အင်ရှင်အသင်းရဲ့ကြေးမှာတော့ကျွန်တော် Brighton အသင်းဘော်ကြီးကျွန်တော်ထပ်ရွေးတယ်ဗျာဒီပွဲဒီဒီနေ့ညမှာကျွန်တော်တို့မကြေပွဲအနေနဲ့ပေးရမယ့်ပွဲမကြေပွဲအနေနဲ့ကစားရမယ့်ပွဲဗျာဆုံးထိလဲနောက်ထောင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးများကြီးတင်ပါတယ်ဗျာမြန်မာပြည်ကြီးမြန်ဆုံးအေးချမ်းပါစေအတ္တမတရားလဲမြန်မြန်ကျဆုံးပါစေခင်ဗျာ